53နှစ်တောင် အုပ်ချုပ်ခဲ့တဲ့အာနာရှင်မိသားစုတစ်ခုဟာမနစ်ကဒီလိုနှစ်မနက်အစောပိုင်းမှာမတည်ုံတမဲရုရှားကိုထွက်ပြီးပြေးခဲ့ရပါတယ်။မဖြစ်နိုင်ဘူးလို့ထင်ထားတဲ့ကိစ္စကြီးက2025ဒီဇင်ဘာလ8ရက်မနေ့ကဆိုရင်အတိအကျတစ်နှစ်ပြေးခဲ့ပါပြီ။ဆီးရီးယားရဲ့အာနာရှင်အာဆက်အစိုးရပြုတ်ကျခဲ့တာပါ။တစ်နှစ်တောင်ပြေးသွားပြီဆိုတာကမနေ့တနေ့ကလိုပါပဲ။ဆီးရီးယားပြည်သူတွေကတော့ဒီဒီဇင်ဘာလ8ရက်နေ့ကိုလွတ်မြောက်ရေးနေ့လို့ခေါ်ပါတယ်။ ဒါပေမဲ့ဒီဆီးရီးယားရဲ့ဇလန်ကအဲ့ဒီနှစ်မှာပဲဖြစ်ပျက်ခဲ့တဲ့နောက်ထပ်တော်လိုင်းတစ်ခုနဲ့ရှင်ကြီးလိုက်တော့မှာပဲဒီပို့ပြီးအတိတ်ပဲရှိမယ်လို့ကျွန်တော်ယူဆပါတယ်။ဒါကတော့ဒီအာဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ဒေါ်လာကြီးပါပဲ2024ခုနှစ်ကိုဒီလိုပြောမှာအာနာရှင်တွေပြုတ်ကြခဲ့နှစ်လို့လူသိများခဲ့ပါဗျ ဘင်္ဂလားဒေ့ရှ်အရင်ဆုံးစခဲ့တာပါ။ကျောင်းမတွေဦးဆောင်တဲ့ကြီးမားတဲ့လူထုအုံချောင်းမှုဖြစ်ပြီးနောက်15နှစ်ကြာအာနာကိုရယူထားခဲ့တဲ့ရှိတ်ဟာစီနာအစိုးရနဲ့ရှိတ်ဟာစီနာကဒီထွက်ပြေးခဲ့ရပါတယ်။အဲဒီနောက်မှာဒါပေမဲ့ဒီဆီးရီးယားကကမ္ဘာကိုပို့လို့တောင်တုံ့လောက်စေခဲ့ပါတယ်။ဒီဇင်ဘာလထဲမှာတပုံတပ်ဖွဲ့တွေကအလက်ပူမြို့အလက်ပူကနေမှဟာမာမြို့ဟာမာမြို့ကနေပြီးမှမြို့တော်ဒမတ်စကတ်ထိရပိုင်းအတွင်းဝင်ရောက်စီးနင်းပြီးတော့တိမ့်ပိုက်ခဲ့ပါတယ်။ ်ဘာရှားအာဆက်လဲလင်းမော်တက်ပြီးမော်စကိုကိုထွက်ပြေးခဲ့ရပါတယ်53နှစ်ကြာအုပ်ဆိုးခဲ့တဲ့အာနာရှင်အာဆက်မိသားစုရဲ့ဇာတိမ်းပါပဲခေါင်းဆောင်နှစ်ယောက်ထွက်ပေါင်းနှစ်ခုတော်လိုင်းနှစ်ခုလာပိုင်းမဲ့ခြားပြီးတော့ဖြစ်ပျက်ခဲ့တာပါဒီနေရာမှာဇလန်ရဲ့အချိုးကွေ့စတာပါပဲဘင်္ဂလားဒေ့ရှ်ကငင်းကြိမ်းနိုဘယ်ဆုရှင်မိုဟာမက်ယူနစ်ကိုခေါင်းဆောင်အဖြစ်တင်မြှောက်ခဲ့ပါတယ်ဆီးရီးယားကတော့အာမက်အယ်ရှာရာဆိုတဲ့ခေါင်းဆောင်လူငယ်ခေါင်းဆောင်ကို ခေါင်းဆောင်အဖြစ်ရရှိခဲ့တာပါအနောက်အစုနိုင်ငံတွေရဲ့အကြမ်းဖက်ဆင်းမှာပါပူးခဲ့တဲ့ El Jolani ဆိုပြီးလူတီများတဲ့သူပါဒါပေမဲ့တနှစ်အကြာမှာတော့ဒီဒီစုအပြီးနဲ့ပြင်သစ်တောင်ဝင်ရှိသူတွေနဲ့လက်ဆွဲနှုတ်ဆက်နေသလိုအမေရိကန်ရဲ့ဒီအိမ်ဖြူတော်ကိုတောင်အလဲအပတ်တွားရောက်ခဲ့တာပါလွန်ခဲ့တဲ့ဆယ်စုနှစ်ကပိတ်ထားခဲ့တဲ့အနောက်နိုင်ငံတန်ယုံတွေကဒမတ်စကတ်မြို့တော်မှာပြန်ဖွင့်နေပြီးတော့ရိုက်တာနဲ့ The New Arab Dream တွေက US နဲ့ EU တို့ကဒီ Syria ရဲ့ခေါင်းဆောင်တင် Ashara ကိုတတိနဲ့ထားပြီးဆက်ဆံနေပါတယ်။ဘာကြောင့်လဲဆိုတော့သူတို့ရဲ့စကားအရဆိုရင်တော့သူကသာ Syria ကိုပြိုလဲမသွန်းအောင်တာစီပေးနိုင်တဲ့တူတဲသောပုံကိုဖြစ်နေလို့ပါပဲ။ဒါဟာဒီဆယ်စုနှစ်ရဲ့ဒီအကြီးမားဆုံးတန်မှန်ရေးရာပုံရိပ်ပြောင်းလဲမှုတစ်ခုတည်းဖြစ်ပါတယ်ခင်ဗျာ။ဒါဆိုတနှစ်အကြာအခုချိန်မှာ Syria အခြေအနေဘယ်လိုရှိပါသလဲ။ဒုက္ခတွေတတန်းကျော်ကဆီးရီးယားကိုပြန်လာခဲ့ကြပြီးတော့စီးပွားရေးပိတ်ဆို့မှုတွေကလည်းတစတစချခေချော့ပေးနေပါပြီ။ နှစ်ပေါင်းများစွာပြည်တွင်းစစ်ကြောင့်ပျက်စီးခဲ့ရတဲ့မြို့တွေအတွက်ပြန်လည်ထူထောင်ရေးချင်းငွေတွေဝင်လာနေပြီးတော့လူသားချင်းစာနာမှုဆိုင်ရာဒီလိုအပ်ချက်တွေကတော့ကြီးမားနေသေးဖြစ်ပါတယ်။အလပ်ပိုလိုမျိုးကြီးတွေမှာပြန်လည်တည်ဆောက်နေပေမဲ့ဒီစီးရီးယားရဲ့ကဲယွန်းဒေသတွေမှာတော့ဘာသာရေးလူမျိုးရေးပြိပခါကမိခဲပြဖုံးဖြစ်နေတော့ပါပဲ။ဒါဟာငင်းငင်းရေတော့ဟုတ်ပေမဲ့ဒီတိတ်နဲ့ကတ်ထားတဲ့လူမျိုးခိုင်မာမှုတိတ်ပြီးမရှိသေးပါဘူး။စီးရီးယားကအာနာရှင်တယောက်ကိုဖြုတ်ချပြီးမန်နေဂျာတယောက်နဲ့အစားထုတ်လိုက်တာပါ။ တိုင်းပြည်ကိုတည်ငြိမ်အောင်ထိန်းထားပေးနိုင်မယ်သူအနောက်နိုင်ငံတွေကသူ့ကိုလိုအပ်တယ်လို့သူကလည်းအနောက်နိုင်ငံတွေကိုလိုအပ်နေမှန်းတည်နေတဲ့စိတ်ဆက်ညီနိုင်သူတယောက်ပါပဲအခုဘင်္ဂလားဒေ့ရှ်ဘက်ကိုကြည့်အောင်ပါခင်ဗျာသူတို့ရဲ့တော်လိုင်းရင်းကတော့ဒီစီးရီးယားနဲ့ဆက်ညံဘက်ဖြစ်ပါတယ်ပြည်ရင်းစစ်မရှိဘူးလက်နက်တွေမပါဘူးပြည်သူအင်အားတက်တက်ပါပဲចောင်းသားတွေအလုသမားတွေနဲ့ပြည်သူတွေပေါ့ယူနွတ်ရဲ့ဒီဂျာကလာအစိုးရကဂရိ၄ခုအဓိကပေးခဲ့ပါတယ်ခွဲစည်းပုံအခြေခံပြန်ရေးမယ်အချင်းမျက်ခြားဆောင်မှုတွေကိုရှင်းလင်းမယ် နိုင်ငံရေးအကျဉ်းသားတွေကိုပြန်လှည့်ပေးမယ်ရွေးကောက်ပွဲအသစ်အတက်ပြင်ဆင်မယ်လို့ပြောခဲ့ပါတယ်ဒါပေမဲ့2025ခုနှစ်ကတော့သူတို့အတွက်ကြမ်းတမ်းနေပါတယ်ငွေကြေးဖောင်းပွားမှုတံကိုမိသားစုတွေအလူးလဲခံစားနေရပြီးဒီဂီကောက်ဝယ်ကြန့်ကြာနေတာကြောင့်စိတ်ပျက်မှုတွေပြည်သူတွေမှာဖြစ်လာပါဗျ။ယုံကြည်ရတဲ့သတင်းဒီရဲ့အဆိုအရဆိုရင်ပြည်ပြန်ပြောင်းလဲမှုနှိကွင်းနေတာတွေကြောင့်နိုင်ငံရေးတင်းမာမှုတွေမြင့်တက်လာနေပါဗျ။ဘင်္ဂလားဒေ့ရှ်ကတော့အာနာရှင်အစားဒီပမောက်ခတ်တရားနဲ့အစားထုတ်လိုက်တာပါ။ ပြုပြင်ပြောင်းလဲသမားလို့လဲသူတို့ဆိုတော့ဆိုနိုင်ပါတယ်။ဒါပေမဲ့လူတွေကတော့သူ့ကိုမေးခွန်းထုတ်နေကြပါပြီ။ငါတို့တိုက်ပွဲဝင်တောင်းဆိုခဲ့တဲ့အပြောင်းလဲကဗမာလဲဆိုပြီးပါ။တန်တမန်ရေးအရာကြည့်မယ်ဆိုရင်တော့နိုင်ငံတစ်ခုကဇက်ကောင်နေရာချင်းလဲလိုက်တယ်လို့ပါပဲခင်ဗျာ။တချိန်ကကမ္ဘာအပယ်ခံဖြစ်ခဲ့တဲ့ဆီးရီးယားကိုအခုခါမှာတတိထားပြီးတော့ပြန်ပြီးကြိုးစုံနေကြပါပြီ။ကုလသမဂ္ဂလုံခြုံရေးကောင်စီကိုယ်တိုင်ဆယ်စုနှစ်တစ်ခုအတွင်း ထမဆုံးအချိန်ကိုစလဲကိုဆစ်လွတ်ခဲ့ပါတယ်။တည်ငိမ်ပြီးကဘာနဲ့အဆက်ဆန်အဆက်အသွယ်ရှိခဲ့တဲ့ကပင်းလာစီကတော့ရှိတ်ခါစီနာပြုတ်ကြပြီးနောက်ပိုင်းမှာအိန္ဒိချင်းအိန္ဒိယနဲ့စစ်အေးတိုက်ပွဲကိုဆင်နွှဲနေရတယ်လို့ဖြစ်နေပါတယ်။ဘင်္ဂလားဒေ့အစိုးရဟာပြည်အားတွေကိုမျှကြည်ညှိဖို့အတွက်အနောက်နိုင်ငံတွေနဲ့တရုတ်ဘက်ကိုမျှော်ကြည့်နေရပါတယ်။နိုင်ငံတစ်ခုကကမ္ဘာအတိုင်းဝိုင်းနဲ့ပြန်ဝင်နေချိန်မှာနောက်နိုင်ငံတစ်ခုကတော့အိန္ဒိချင်းတွေနဲ့တောင်းပိတ်ပြီးအထိုးမခံအောင်စူးစမ်းနေရပါတယ်။ ရေးကြော်ချချက်ကတော့ဆီးရီးယားရဲ့ဒေါ်လာရေးဟာဒီရက်တီမှုဆိုင်ရာတိုက်ပွဲဖြစ်ပြီးတော့စစ်ပွဲတွေကနေပြီးမွေးဖွားလာပြီးတော့အဆုံးသတ်မှာအင်အားအကြီးဆုံးစစ်ခေါင်းဆောင်ကခေါင်းဆောင်အသစ်ဖြစ်လာတဲ့အာနာအပြောင်းလဲဖြစ်ပါတယ်။ဘင်္ဂလားဒေ့ရဲ့ဒီဒေါ်လာရေးကတော့ဖွဲ့စည်းပုံဆိုင်ရာအပြောင်းလဲပါ။အသက်ရှင်ရက်တီတွေတော့မဟုတ်ပဲ institution တွေအကျင့်မြခြားစားမှုတွေနဲ့ဒီမိုကရေစီအတွက်တိုက်ပွဲဝင်နေရလို့သူတို့ကဆိုပါတယ်။နိုင်ငံတစ်ခုလုံးလွတ်လပ်ရေးရတာတစ်နှစ်ရှိပါပြီခင်ဗျာ။ စီးရီးယားကအသက်ရှင်ရက်တည်းရဲ့အတွက်ရုန်းကန်နေရပြီးတော့ဘင်္ဂလားဒေ့ရှ်ကပြန်လည်တိဆောက်ဖို့ကြိုးစားနေပါတယ်။တစ်ဖက်ကအာနာကိုတည်ငြိမ်စေသူကိုရွေးချယ်ခဲ့ပါတယ်။တစ်ဖက်ကတော့ဒီမိုကရေစီပြုပြင်ပြောင်းလဲသူကိုရွေးချယ်ခဲ့ပါတယ်။ဇလန်းနှစ်ပုတ်မေကွန်ကတော့တခုတည်းပါ။တကယ်တမ်းမှာဘယ်ပုံစံကတကယ်အစိုးရအဖြစ်ကြကြခံမလဲဆိုတာပါခင်ဗျာ။ ဘလို့ထင်လဲဆိုတာ comment မှာရေးသွားပေးလို့ရပါတယ်ခင်ဗျာကျွန်တော်တို့လက်ရှိဖြတ်သန်းနေရတဲ့ကဘာကြီးအကြောင်း၃၀ချက်တွေကိုဆက်ပြီးကြည့်ရှုဖို့ကျွန်တော်ကို follow လုပ်ထားဖို့မမေ့ပါနဲ့အားလုံးပဲအချိန်ပေးပြီးနားထောင်ပေးကြကြလို့ကျေးဇူးတင်ပါတယ်ခင်ဗျာနောက်ဗီဒီယိုတွေမှာပြန်ပြီးဆုံတွေ့ပါမယ်